ယူသိပါပါဆူတာတော့ရှားတယ်နော်ဆူတာတော့ရှားတယ်ဒါပေမဲ့သူမျက်လုံးနဲ့အဖားကြောင့်မျက်လုံးနဲ့ကြည့်ရမျက်လုံးကစကားထဲမှာတော့ဒီလောက်တက်ဝင်နေပြင်မှာဆိုရင်မတွေးရစရာပဲညူပညာအမွေကတော့ပေးချင်ပါတယ်ကိုဘလောက်ပေးချင်ပေးချင်ဟိုသူတို့ရဲ့အကံရယ်သူတို့ရဲ့ကြိုးစားမှုရယ်သူတို့ရဲ့ဝိရိယရယ်သူတို့ရဲ့လုံးလာရယ်လူလောကမှာအကုန်အမြင်ကျယ်ဖို့ရယ်အတိတရားရယ်နောက်ဘောမကောင်းတာပဲကောင်းတာဆောင်ဖို့ရယ်ပေါင်းသိပေါင်းလာကြည်ပေါင်းဖို့ရယ်အများကြီးကို ဘယ်လိုခေါ်မလဲဘက်ဆုံမှဒီလောကမှာယက်တည်လို့ရတာလေအဲအပေါင်းလေးမှရင်လည်းမဖြစ်ဘူးမကြိုးစားရင်လည်းမဖြစ်ဘူးဘယ်လိုခေါ်မလဲကြိုးလဲကြိုးစားရမယ်နောက်ဘောအချိန်ကိုလည်းအကုန်မင်းစီတင်းကြီးခံနိုင်ရမယ်အဲအချိန်မခွန်နိုင်မပြီးသေးဘူးလားမရိုက်သေးဘူးလားကြာအဲ့လိုလုပ်လို့လည်းမရဘူးလေအဲကြောင့်သူတို့လေးတို့အသိပညာလေးအားလုံးအမြင်လေးတွေကြည်အောင်လို့အမေကခေါ်ခေါ်လာတာမအနေနဲ့ကြတော့ဒန်စာမဟုတ်ရမောတယ်လောက်ချင်တယ်ပေါ့နော်ဘာလို့လဲသေယုံဆောင်ကြတော့ဝန္နာပါတယ် ဖွားလောက်မကောင်းရုပ်ကလည်းအလောက်မလောက်ဒါမဲ့တင်ပြရတယ်လေတင်ပြလိုက်တော့ရုပ်လာဖို့လည်းမလိုဘူးဒီအိုက်တင်ရဲ့အတက်အကျအနစ်အမြင့်တော့ဘောအကြည့်မျက်လုံးကရမ်းရေးကြည့်တယ်လေဒီမျက်လုံးကချင်းရင်လည်းဒီမျက်လုံးမုန်းရင်လည်းဒီမျက်လုံးတနာဆရာဆိုလည်းဒီမျက်လုံးဘာမြန်လဲဦးရင်ကဟိုပြည်သူအလုံးပေါ့နော်ပြည်သားအလုံးပညာပေးတဲ့ဇာတ်ကားမှာနောက်ကဒီမဖွင့်ပြိုးတဲ့မျိုးကိုဖွင့်ပြိုးလာအောင်ပေါ့နော်ဒီပညာနဲ့ပတ်သက်ပြီးတော့အကုန်လုံး ပညာသင်ခြင်းနဲ့စိတ်နောက်ပြီးတော့เนาะတိုးတက်အောင်လို့ပေါ့เนาะအများဆုံးတိုးတက်အောင်ဖွင့်ပြအောင်ဆိုပြီးတော့ဒီဇာကားလေးကိုပညာပေးပြရချတာပါမိမနဲ့လိုက်ပါလေဘာလို့လဲတော့ तू ကရုပ်ပြောင်းရုံလွယ်လဲကိုရတယ်နောက်က style လဲကြတယ်ကျောင်းဆရာ ID နဲ့တော်တော်ကောင်းပါလေချင်းချင်းသားလေးရောရိုးသားတာလေးရောမြစ်တာထားတာရောအားလုံးကလေးတွေပေါ်မှာစာတက်ခြင်းနဲ့စာတက်စေခြင်းနဲ့ပညာထွန်းတောက်စေခြင်းနဲ့ဒီမျိုးရွာဖွင့်မျိုးစေခြင်းနဲ့ မေတ္တာရှိမေတ္တာထားတဲ့စေတနာကြောင်းစရာပေါ့ကိုတော့ကတော့ဟိုပန်းမြိုင်လဲဦးမူဆက်ကိုဟိုမတချွတ်တဝက်ယူတယ်ပေါ့နော်တချွတ်တဝက်ဆိုဒီခင်းနဲ့လျော်ညီစွာပေါ့မဆိုလို့ရှိရင်ဟိုဘယ်လိုဟိုခစ်တုံးကအလောင်းလောင်းကိုဖြစ်မှာပေါ့အဲ့ဒါကိုဟိုရိုက်တာဝင်းလက်ထက်ကနေပြီးတော့အကုန်လုံးမြို့ပညာသမားတွေလည်းအများကြီးပါဝင်အောင်ကတ်စတင်နဲ့မျိုးမျိုးတိုးဆောင်နိုင်အောင် အားလုံးကိုလည်းသင်ခန်းစာပေးရအောင် အဲနောက်ဘဘွားလည်းတရုတ်ခေါ်ပေါ့နော်အဲမြစ်တာထားတဲ့ဘလို့ခေါ်မလဲအသက်ပြာကြောင်းဆရာမျိုးပဲ ਨੇ စည်စနာကြောင်းဆရာဖြစ်နေဒါပြည်သူလူထုကိုအားလုံးကိုသင်ခန်းစာပေးလိုက်တာပါအာပါကားမလို့ဒါကြည့်ဖြစ်တာပေါ့နော်ဒီစကားကလည်းဆရာကြီးကလည်းဇဲ့ကောင်းပဲပေါ့နော်ပြီးတော့ဖူဖွားပါလို့ရောပြီးတော့အကိုမြင့်မြတ်ကလည်းစာတရားတိုးဆောက်ကောင်းတဲ့ထဲလေးပါတယ်အဲ့တော့ဒီစကားလေးကကောင်းမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဖူဖွားလည်းပါတဲ့အတွက်လာအားပေးဖြစ်တာပါလို့ မတရားရကောင်တော့ပေါ့ဘုကဒီစကားမှမဟုတ်ဘုကတေးဥဆိုင်နဲ့ခိုင်းတာဆိုရင်တော့ లై ငိုတယ်ဘုကတေးဥဆိုင်ရတာလေမျက်လုံးကသပီပြင်းနေဆိုတော့လေအဲ့ဒါကြောင့်အမှုပညာဆိုတာတော့တမီးရဲ့ဘာဖြစ်ကြဟကြရနေရမှာတော့ပြပြင်းပြုဆောင်ရတာပေါ့အဲ့ဒါကြောင့်အမေကအသက်အခုဆို89ပေါ့နော်အဲကြရတဲ့နေရမှာတော့အမေကပြပြပြင်းပြုဆောင်တယ်ဘာလို့လဲပြေးတက်ကအမေကိုအញ្ញအားပေးတယ်ချစ်တယ်အဲ့ကြောင့်ပြေးတက်ရဲ့ မေတ္တာကြောင့်ပရိသတ်ကိုပို့ပြီးတော့ပြီး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 သုဆောင်ပြခြင်းတယ်ပေါ့နော်မြို့ပညာသမားအမတန်မှနော်ခက်ခဲများစွာနေပြီပေါ့ရုန်းကံပြီးရိုက်ကူးရတာလေဝေကုံကြည့်ကြလည်းများတယ်အတိုင်းဝိုင်းနေတဲ့အကုန်လုံးညီညီညွတ်ညွတ်နဲ့ရိုက်ကူးထားတယ်ဆိုတော့အဘာဖြစ်ဖြစ်ဒီလိုပေးတာအားပေးမယ်ဆိုတော့ဝင်းစားတာပေါ့မြို့ပညာအမွေကတော့ပေးခြင်းပါလေကိုဘလောက်ပေးခြင်းပေးခြင်းကိုသူတို့ရဲ့ကံရသူတို့ရဲ့ကြိုးစားမှုရသူတို့ရဲ့ဝရိယရသူတို့ရဲ့လုံးလာရသူတို့ရဲ့ ိုဘယ်လိုခေါ်မလဲလူလောကမှာအကုန်အမြင်ကျယ်ဖို့ရယ်အတ္တိတရားရယ်နောက်ဘောမကောင်းတာပဲကောင်းတာဆောင်ဖို့ရယ်နောက်ဘောပေါင်းတင်ပေါင်းတာကြည်ပေါင်းဖို့ရယ်အများကြီးကိုဘယ်လိုခေါ်မလဲဘက်ဆုံးမှဒီလောကမှာရက်တည်လို့ရတာလေအဲ့ဒါပေါင်းတင်မရင်လည်းမဖြစ်ဘူးမကြိုးစားရင်လည်းမဖြစ်ဘူးအဲ့တော့ကြိုးစားရမယ်ဘယ်လိုခေါ်မလဲကြိုးလဲကြိုးစားရမယ်နောက်ဘောအချိန်ကိုလည်းအကုန်မင်းစီတင်းကြီးခံနိုင်ရမယ် အဲအချိန်မခွန်နိုင်မပြီးသေးဘူးလားမရိုက်သေးဘူးလားကြာတယ်အဲ့လိုလုပ်လို့လည်းမရဘူးလေအဲကြောင့်သူတို့လေးတို့အသိပညာလေးအားလုံးအမြင်လေးတွေကြည်အောင်လို့အမေကခေါ်ခေါ်လာတာဆူတာတော့ရှားတယ်နော်ဆူတာတော့ရှားတယ်ဒါပေမဲ့သူမျက်လုံးနဲ့အဖွားကြောင့်မျက်လုံးနဲ့ကြည့်ရမျက်လုံးကစကားထဲမှာတော့ဒီလောက်တက်ဝင်နေပြင်မဆိုရင်မတွေးရစရာနော်ပြင်မကူကြောက်ဖို့ကောင်းလားချစ်ချောက်ယူသိတယ်ဝင်ရတော့ဝင်နေတာပေါ့ဒါပေမဲ့ဘယ်လိုခေါ်မလဲ င်းမင်းသားလည်းမပြောတတ်ဘူးလေဥစ္စာနုပညာမျိုးဆက်တိုင်းလည်းပဲဒီနုပညာပြိုင်ပွဲဝင်လို့ဒီလိုရွှေချိုးရှောက်လို့ဘာလို့ညာလို့သူတို့ကံပါမရတာလေသူလည်းအကယ်ဒမီနဲ့အတူတူပဲကံပါမရတာအားကြောင့်မလို့ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကခိုင်ခိုင်လုံလုံမမမမရပ်ပေးမဲ့လူရှိရမယ်ကိုယ့်ဘက်ကနေကစူးစမ်းမှုဝိရိယနဲ့ဒါကြီးလိုက်တာနဲ့အကြည့် အနေအထိုင်ပင်းအဲ့လိုစုံသွားရင်တော့သွားပေါ့ဒုံနာနာနဲ့ဆိုတော့မသွားနိုင်ဘူးသူကကလေးတွေစာစာရေးကြည့်နေတယ်လေဘာလို့လဲပညာရေးကအားနည်းကြတယ်လူတိုင်းကအဲ့တော့ခုခေတ်မှာပညာရေးကိုထွန်းတောက်ဖို့အသိပညာတက်ပညာကျွဲဖို့အကုန်လုံးကလေးတွေပညာတကွလူရဲ့ချင်းဖြစ်ဖို့ရေးကြည့်တယ်အဲ့ကြောင့်မို့ခုပညာရေးလေးကိုဒီဇိုင်းမှလုပ်နေရတာပေါ့အဲ့ဒါမအနေနဲ့ကြတော့ဒန်ဆာမဟုတ်ရမောတယ်လောက်ချင်တယ်ပေါ့နော်ဘာလို့လဲသေယုံဆောင်ကြတော့ဝန္ဒနာပါတယ် ဖားလောက်မကောင်းဘူးရုပ်ကလည်းအဲ့လောက်မကောင်းဒါမဲ့တင်ပြရတယ်လေတင်ပြလိုက်တော့ရုပ်လှဖို့လည်းမလိုဘူးအတင်းတင်လေးရှိလို့ရှိရင်ဒီအိုက်တင်ရဲ့အတက်အကျအနစ်အမြင့်တော့ဘာအကြည့်မျက်လုံးကရမ်းရေးကြည့်တယ်လေဒီမျက်လုံးနဲ့ချင်းရင်လည်းဒီမျက်လုံးမုန်းရင်လည်းဒီမျက်လုံးတနာဆရာဆိုလည်းဒီမျက်လုံးမမြိုင်လည်းဥယျာဉ်မှုကိုလာပြီးအားပေးပါချစ်ပြတဲ့တွေကိုအားလုံးဖိတ်ခေါ်ပါတယ်တကယ်လည်းသင်ခန်းစာရမှာပါအားလုံးလည်းပညာရမှာပါအားလုံးလည်းကလေးတွေလည်းပညာတတ်ကြီးတွေဖြစ်ပြီးတော့ ဟောင်းမြိုင်လေရဥယျာဉ်မှုလိုပဲခါတယ်မြို့တွေတောတွေကနေပေါ့မြို့ကြီးပြကြီးဖြစ်ပြီးတော့အလုံးတွတ်တက်ကြပါစေလို့မင်းအစ်တောင်းပါတယ်လာအပြင်းတော့ငိုရတော့မင်းကငိုဝင်လိုက်တာပဲလေအဲအဲ့လိုကြီးမြန်မြဆဆမငိုရပါဘူးဟာဘောဒေါသဆိုဆိုထွက်လိုက်တာပဲလေအနာဆရာလုံးအနာဆရာလုတ်လိုက်တာပဲလေဟိုတမီးငယ်ဆိုမှမွေးတယ်မြီးအကြီးမှချောချူချူဟန်နဲ့ချောချူချူဟန်အဲသူကတော့မြီးအလတ်ရင်းချူချူဟန်နဲ့ အဲသားကြီးကမွေးတဲ့သမီးသားရှိတယ်။သမီးအလက်ကမွေးတဲ့သမီးသားရှိတယ်။မိက၈ယောက်မိဒီက၃ယောက်မိမက9ယောက်အဲအဲအဲမိက2ယောက်မိက2ယောက်မိမလေးရတယောက်မိမလေးရတယောက်မိဒီလေးရတယောက်မဟုတ်ဘူးမင်းကကနာမနေဘူးဖီးအားရလျှောက်သွားအိမ်မမနေဘူးဖီးရီတွေသွားဖျားပွဲသွားတယ်ရဟနာပွဲသွားတယ်ဝိဇ္ဇာပွဲသွားတယ်နောက်ဘောဒဏ္ဍတိုက်အကုန်သွားတယ် အဲဒီဆိုဟိုရောက်တာပဲအခုနေမှာအဘဘိုးဘောင်ဝဲ220 280နှစ်ပြည့်ဟိုဒီတော့တမဘာလဲနတော်လားကဇန်ရှိရ9ရက်ပေါ့အဲ့ဒီမှာသွားပြီးတော့မှဒီမှာ2ရက်နေပြမယ်ထင်ပြီးတော့2ရက်နေညရောက်ပြန်လာတာအခုမှပြတယ်ဆိုတော့ပြည့်တဲ့နဲ့တွေ့ရဝင်းတာပါတယ်အားလုံးအားပေးပါစိတ်ချမ်းသာကြီးကိုကြမ်းမှန်းနဲ့ပြည့်စုံပါစေအန္တရာယ်ကင်းလာပါစေရှင်